စစ်ကောင်မရှင်ဟာနိုင်ငံသားထုတ်ကုန်တွေတင်သွင်းတာကိုတင်းကျပ်စွာပိတ်ပင်တာနဲ့မြန်မာကျပ်ငွေတန်ဖိုးကိုမြင့်တင်မှုလှုံ့ဆော်နေတယ်လို့မြန်မာစီးပွားရေးလေလာသူတွေစီကသိရပါဗျ။အခုလိုလှုံ့ဆော်မှုဟာကုန်သွယ်မှုပုံငွေပြဖို့ရည်ရွယ်တာဖြစ်ပေမဲ့လည်းဤသူတွေရဲ့စားဝတ်နေနဲ့နေစဉ်သုံးကုန်ပစ္စည်းလိုအပ်ချက်တွေကိုများစွာထိခိုက်စေနိုင်တယ်လို့စီးပွားရေးလေလာနေသူတွေစီကသိရပါဗျ။စစ်တပ်အာဏာသိမ်းပြီးနောက်လိုအပ်တဲ့ဖဏငွေအတွက်ကျပ်ငွေတွေရိုက်ထုတ်ခဲ့ပြီး အခုခါမှာတော့စီးပွားရေးအတွင်းပိုရှန်နေတဲ့ကြက်ငွေတွေကိုပြန်သိမ်းဖို့ပြင်ဆင်နေတယ်လို့စီးပွားရေးလေလာသူတွေကဆိုပါတယ်။ပြည်သူ့ဘုံအငတ်ချပြီးကြက်ငွေတွေပြန်တင်ဖို့လုပ်နေတာတော့ဟုတ်တယ်။အရင်တုန်းကကွန်မြူနီနိုင်ငံတွေမှာအများဆုံးလုပ်ဖူးတယ်။သွင်းကုန်တွေကိုအကုန်ပိတ်ချပြီးထုတ်ကုန်တွေကိုမြင့်ထားရင်ကုန်သွယ်ရေးပုံငွေပြရတယ်။အဲဒီကနေငွေတန်ဖိုးကိုတက်အောင်လုပ်တာလို့စီးပွားရေးသုတေသနပြုသူတူက ERI Times ကိုပြောပါရတယ်။စစ်ကောင်မရှင်ဟာသွင်းကုန်တွေကိုလိုင်စင်ချမပေးတာ နေဆက်ကုံသွေးလမ်းကြောင်းကတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုတရားမဝင်ကုန်ပစ္စည်းဖန်ဆီးရေးမိုဘိုင်းဖွဲ့တွေနဲ့တင်ကျပ်စွာဖန်ဆီးတာတွေပြုလုပ်နေတယ်လို့ကုန်သည်တွေစီကသိရပါဗျ။မြန်မာနိုင်ငံရဲ့စီးပွားရေးဟာသွင်းကုန်ပေါ်မိခိုနေရပြီးကုန်သွယ်မှုလုံငွေအမြဲလိုနေတတ်ပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာကုန်သွယ်မှုပမာဏအတက်ကျရှိလာတယ်လို့ကမ္ဘာ့ပန်ရဲ့မြန်မာစီးပွားရေးအဆောင်ကြီးရဲ့အစဉ်ခန်းစာမှာဖော်ပြထားပါဗျ။ စစ်တပ်အာဏာသိမ်းထားတဲ့2020 21နှစ်ဝက်မှာလူငွေအနည်းဆုံးဖြစ်ခဲ့ပြီး2023 24နှစ်ဝက်မှာလူငွေအနည်းငယ်ရော့ကျပြီး2024 25နှစ်ဝက်မှာကုန်သွယ်မှုပုံငွေအနည်းငယ်ပြနေတယ်လို့ကမ္ဘာဘဏ်ကဆိုထားပါတယ်။ဒါပေမဲ့လည်းပို့ကုန်ကွန်တိန်နာရေတွက်ဟာသွင်းကုန်ကွန်တိန်နာရေတွက်ထက်နည်းပါးနေဆဲဖြစ်ပြီးဆင်းရနာမသိငင်ကာလရဲ့အမြင့်ဆုံးပမာဏကိုအခုချိန်ထိပြန်လည်မရရှိသေးတာကြောင့ မြမစီပွားရေးဝင်ထွက်မှုဟာဆက်လက်အားနည်းနေတယ်လို့ကမ္ဘာ့ဗန်စင်ခန်းစားရသိရပါတယ်။အာနာသိန်းစစ်ကောင်းဆောင်ပိုကျုံမှုကြီးမြောင်းလိုင်းက၎င်းအာနာသိန်းထားတဲ့၅နှစ်အတွင်းကုန်သွယ်မှုပုံငွေဒေါ်လာ1ဘီလီယံရှိကြောင်းထုတ်ဖော်ပြောကြားထားပြီးဤပန်းကတင်သွင်းလာတဲ့လူသုံးကုန်အိမ်သုံးကုန်ပစ္စည်းတွေပါဝင်လုပ်ငန်းသုံးပစ္စည်းများစွာကိုတရားမဝင်ကုန်စည်တွေဖြစ်အင်နိုက်အာဒိုက်ဖန်ဆီးနေပါတယ်။